အားလုံးမင်္ဂလာပါကျွန်တော်နဲ့တူအချင်းယူပေးတဲ့အတွက်ကျေးဇူးတင်တယ်ကောင်းကြီးလုံးဝခံစားရမယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်အာမင်ဒီကနေ့မှဆယ်ဖို့တဖို့နဲ့အလှပန္တာအကြောင်းကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်နော်ကျွန်တော်ပေကန်ချင်းအကြောင်းနံပါတ်1ဖြစ်တယ်နော်ကျွန်တော်ပထမတစ်ခေါက်တုန်းကဘာပြောခဲ့လဲဆိုတော့ဘုရားသခင်ကျွန်တော်တို့ကိုပေးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြခဲ့နော်ကျွန်တော်တို့ကိုဘယ်လိုပေးလဲဘာတွေပေးလဲနော်ကျွန်တော်တို့ကိုအာဘယ်လိုမျိုးတွေအာဘုရားသခင်ပေးတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောပြသွားခဲ့တယ်ဆိုတော့ဒီတစ်ပတ်မှာတော့ဆယ်ဖို့တဖို့အကြောင်းကို ကျွန်တော်ပြောပြတော့မှာဖြစ်တယ်ဆိုတော့အာဂျေဆုတော်အဖြစ်အာဒီမှာနားထောင်တဲ့လူရောကျွန်တော်ဝင်ခတဲ့လူရောအာဒီဆေပို့တပို့နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အာရှင်းလင်းစွာတီးတီးသွားမယ်လို့ကျွန်တော်လုံးဝယုံကြည်ပါတယ်เนาะအာလို့လို့တွေ့ခါကျ is not what you do is why you do เนาะဘာကြောင့်ကျွန်တော်ဆေပို့တပို့တွေပေးတယ်ဘာကြောင့်အလှူပါတာတွေထည့်လဲဆိုတဲ့အကြောင်းအရာကိုเนาะ ဟိုထဲ့ပဲထဲ့နေတာမို့ဘာကြောင့်ထဲ့လဲဆိုတာသိဖို့လိုရတယ်လေနော်ဆိုတော့အဲ့ဒီအကြောင်းအရာကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်ကောင်းကြီးခံစားရမယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်အာမင်ကျွန်တော်လည်းတို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့လဲထပ်ပြီးတိုက်တွန်းချင်ပါတယ်နော်ကျွန်တော်ဗီဒီယိုတစ်ချောင်းမှကျွန်တော်ဒီလေပင်ရလို့နော်ချောင်းခဏတက်ဆက်ဆက်ဆိုးရတာရှိတယ်ဆိုတော့အဲ့ဒါကိုလည်းတီးခံပြီးနားထောင်ပေးပါလို့နော်ဆိုတော့ okay ဆိုတော့ဆေပုတ်တို့အကြောင်းကိုနှုတ်ကပတ်တော်ကိုရေစုံသွားရအောင်နှုတ်ပတ်တော်မှာဖော်ပြတဲ့အကြောင်းအရာလေးတွေနော်ဆိုတော့ဆေပုတ်တို့အကြောင်း โอเคဒါကတော့အာကျွန်တော်ဟီဘရူလေ့လာထက်ကျွန်တော်ဒီဟာတော့အများကြီးမပြောတော့ဘူးဆိုတော့အာကျမ်းစာထဲမှာ recording auto over sa music အာ recording auto sa kanji ko so sebo to po ne alupanda ဖျားနဲ့အလုပ်လုပ်တဲ့ခါကျနံပါတ်1အရေးကြီးဆုံးအဲ့ဒါကပါဆိုအနေငယ်မျိုးစေ့ကိုကျဲတော်သူသည်စပါအနေငယ်သာရိပ်ရမည်များစွာသောကျဲတော်သူသည်များစွာရိပ်ရမည်ဟုမှတ်ကြလော့လူတိုင်းကိုလိုလျောက်လူရည်တဲ့နော် နှမျောသောစိတ်နဲ့မလှူရမလှူဘဲမနေရဟုစိတ်ထင်နဲ့မလှူရအကြောင်းမူကားစေရနာစိတ်နဲ့လှူသောသူကိုသာဖျားတကယ်နှစ်သက်တော်မူ၏တဲ့ဆိုဒီနေရာမှာဒီဆယ်ဖို့တပုတ်ပဲဖြစ်အလှူငွေပဲဖြစ်ဖြစ်ဘယ်အရာမဆိုလုတ်တဲ့ခါမှာเนาะစိတ်နှလုံးသားထဲကနေเนาะဟိုအရာကိုချစ်မြတ်နိုးလို့เนาะဖျားတခင်ကိုချစ်တဲ့စိတ်နဲ့ဖျားတခင်ကိုပေးချင်တဲ့စိတ်နဲ့เนาะဖျားတခင်နိုင်ငံတော်ထဲမှာ ပါဝင်ခြင်းနဲ့စိတ်ဖျားသခင်ကိုကျေးဇူးတင်တဲ့စိတ်နဲ့ပါဝင်တာကိုဖျားသခင်အလိုရှိတာဖြစ်တယ်။လူတွေကအပြင်ပန်းကိုမြင်တယ်၊ဘုရားကစိတ်နှလုံးကိုမြင်တာဖြစ်တယ်။နော်။ဘုရားသခင်နဲ့တက်တဲ့ပေးကမ်းခြင်း၊ဆယ်ဖို့တဖို့နဲ့လူငွေဆိုတာကနော်။ဘာလဲ?စိတ်ထဲမှာစိတ်ထဲမှာနှမျောနေတယ်၊စိတ်ထဲမှာမပေးချင်ဘူး၊တင်ကောင်းကြီးမရဘူးအဲ့ဒါ။နော်ကျမ်းစာတန်ကျမ်းစာကိုပြန်ဖတ် နော်နှမျောတော့စိတ်နဲ့မလူရမလူရမလူပဲမနေရအောင်စိတ်ထင်းနဲ့မလူရအเจ้าမကစေရနာစိတ်နဲ့လူတော့ကိုသာဖျားတကေမနှစ်သက်ဘူးနော်ကစီနေပြီးတော့ပေးနေတဲ့အရာတွေဖျားတကေနှစ်သက်တာမဟုတ်လူရီကတော့ပေးလို့နှစ်သက်ကောင်းနှစ်သက်မဲ့တရားဟောဆရာတွေကတော့နှစ်သက်ကောင်းနှစ်သက်မဲ့ဖျားเจ้าတွေကတော့နှစ်သက်ကောင်းနှစ်သက်မဲ့ဒါပေမဲ့ဖျားကမနှစ်သက်ဘူးတဲ့နော်နော် အဲ့လိုပြောလို့တချို့လူကြအာကိုတော့တော့အဲ့ဒါဆိုငါဆဲပို့တဖို့လည်းမထဲဘူးအာလူငွေလည်းထဲမဘာကြောင့်လဲဆိုငါကဟိုအဲ့လိုမျိုးစိတ်ထဲမှာအဲ့လိုနှမျောတဲ့စိတ်ရှိတယ်ငါအဲ့လိုမျိုးရှိတယ်အပေါ်မှာရေးထားတယ်တော့ကျန်းစာထပ်ပြပေးမယ်ကျွန်တော်ကအဲ့လိုပြောရဲလို့ရှိမှဆိုလို့ကျွန်တော်အပေါ်မှာကျန်းစာတစ်ခါလေးရေးထားအနေငယ်တော့မျိုးစိတ်ကိုကျဲတော့သူဒီစပါအနေငယ်တာရိတ်ရမြည်များစွာကျဲတော့သူဒီများစွာရိတ်ရမယ်တဲ့ဆိုတော့တကယ်လို့တင်ကမပေးချင်ဘူးဆဲပို့တဖို့လည်းမထဲချင်ဘူးလူငွေလည်းမထဲချင်ဘူးခုနပြောသလိုဟို ဟိုဘာလဲဟိုစေရနာစင်္ဂမစေရနာမရှိဘူးငါမထည့်ချင်ဘူးလို့ပြောနေတင်းရဲ့တက်တာထဲမှာလဲရိတ်ဆရာအနှဲငယ်ပဲရှိမှာဖြစ်တယ်တင်းဘာမှတက်တာထဲမှာငေါငွေရေးချေးနဲ့ပတ်သက်ပြီးတော့ကို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 စားပေါက်ကိုပိတ်တယ်လို့ဖြစ်သွားတယ်နော်အာမင်နေရာများတာကိုဘုရားကကြည်တာမို့ထဲတဲ့ဟာတွေအကုန်လုံးမှာစိတ်နှလုံးပါဖို့ဘုရားသခင်ကလိုတော်ဖြစ်တယ်ဥမာကျွန်တော်တို့တွေနော်ယောက်ျားလေးတွေဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်နော်တာအဖေမေးနော် ချစ်ချင်းမေတ္တာကိုသားသမီးတွေကိုချစ်တဲ့ခါကျရင်ဒါမှမဟုတ်ကိုယ့်ရဲ့ရီစာကိုယ့်ရဲ့မျိုးသမီးမျိုးသားကိုချစ်တဲ့သူကိုကိုကရမ်းပေးချင်တယ်စေတနာစိတ်အပြည့်ရှိတယ်မရှိရင်တောင်ရှိရှိတဲ့ဟာကိုပေးချင်တဲ့စိတ်ရှိတယ်ဖယားကအဲ့ဒီစိတ်ကိုလိုချင်တာဖြစ်တယ်နော်အမဲအဲ့ဒါကိုနံပါတ်1သဘောပေါက်စေချင်ဆိုတော့နံပါတ်1ကပါလဲမလှူဘဲမနေရဆိုတဲ့အတွေးခေါ်မျိုးနဲ့လှူတာမျိုးဖယားရဲ့အလိုတော့မဟုတ်ဘူး ဖျားနှစ်သက်တာကပါလဲဖျားကိုချစ်တဲ့စိတ်နဲ့ဖျားသခင်ငါဒီလမှာဒီပတ်စံဒီလောက်ရတယ်เนาะဥပမာတထောင်ရတယ်ဆိုပါတော့ပတ်စံတထောင်ရတယ်နော်ကျွန်တော်ဒီအစဲပုတ်တပုတ်ကိုဖျားသခင်ကိုကျွန်တော်ကျွန်တော်ကိုခွန်အားပေးတယ်ကျွန်တော်ကိုကြမ်းမာခြင်းကိုပေးတယ်လှုပ်ဆောင်နိုင်တော့အခွင့်ပေးတယ်လှုပ်ဆောင်နိုင်တော့အခွင့်ရေးကိုပေးတယ်ဒီအလုပ်ကိုလှုပ်ခွင့်ပေးတယ်နော် တို့သူများပြအလုပ်တွေရှားပါပြီးတော့အလုပ်မရှိနေတဲ့ချင်ကျွန်တော်ကိုဒီအရာတွေကိုပေးတယ်ကျွန်တော်ကိုခွန်အားပေးတယ်ကျမ်းမာစွာလုပ်ခွင့်ပေးတယ်ဖျားသခင်ကိုတော့ကိုအရာဂျေဇုတင်နေဆိုပြီးတော့ဆယ်ဖို့တဖို့နဲ့အလှပတာပေးတာကိုဖျားသခင်အဲ့ဒါမျိုးကိုနှစ်သက်တာဖြစ်တယ်အတိကဆယ်ဖို့တဖို့နဲ့ဒီအလှပတာရဲ့ရည်ရွယ်ချက်ကပါလဲဖျားသခင်ကိုတော့ကကျွန်တော်ရဲ့အရင်မြစ်ဖြစ်တယ်ကိုယ်တော်ကကျွန်တော်ကိုအရာခတ်သိမ့်ကိုပေးတဲ့ဖရာသခင်ဖြစ်တယ်ဆိုတော့ကိုဂျေဇူးတော်ချီးမွမ်းတဲ့စိတ်ဂျေဇူးတော်တည်တတ်တဲ့စိတ်နဲ့ဘေးကန္တာကိုဖရာသခင်ရဲ့အလိုတော်ဖြစ်တယ် ံပါတ်1အဲ့ဒါကိုတတိထားရမယ်ဆိုတော့ကိုပေးကန်တဲ့ခါကျနံပါတ်1เนาะကိုစိတ်ထဲမှာเนาะလူဇာတိကတော့ကစီနဲတတ်တယ်ဒါပေမဲ့စိတ်နှလုံးသားထဲမှာပေးချင်တဲ့ဆန္ဒရှိတယ်เนาะเนาะတခါလေကျကိုကဒီလူတယောက်ကိုပတ်စံအာမမတထောင်ပေးချင်တယ်ဒါပေမဲ့အော်ပေးနိုင်မဲ့အစွမ်းလက်ရှိတယ်เนาะဒါပေမဲ့ကိုစိတ်ထဲမှာစိတ်ထဲမှာလည်းပေးချင်တယ်ဒါပေမဲ့ကိုရဲ့ဇာတိကိုရဲ့အုံတော့ကပါလဲကစီနဲနေတာမပေးချင်ဘူး စိတ်ထဲကစေရနာရှိပြီးလူကကစီနေနေတာနော်အဲ့ဒါမျိုးကြရင်ကိုကဘာလုပ်ရမလဲပေးရမယ်အာမင်စေရနာစိတ်ရှိတဲ့အတိုင်းပေးရမယ်ကစီမနေရဘူးအာမင်အာမင်ကျွန်တော်ကစီနေဖို့ပြောတာမဟုတ်ဘူးအာတသက်လုံးကစုပဲနော်ဒီ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 ဟာတွေငါအတွက်ပဲငါနဲ့ငါမိသားစုပဲစားမယ်နော်ဘယ်သူမှမပေးဘူးတင်အဲ့လိုလုပ်တယ်ဆိုရင်တင်တသက်လုံးတင်လဲမျိုးစစ်အနေငယ်ပဲရိတ်ရမှာဖြစ်တယ် တဘောပေါက်ပြီနော်နံပါတ်1ဆယ်ပို့တပိုးနဲ့အလှူပန်းတာဖျားကိစ္စနဲ့လုတ်တဲ့ဟာမှတ냐အားလုံးစိတ်စေရနာပါဖို့လိုအပ်တယ်အာမင်တချို့တွေကျတော့စိတ်စေရနာရှိတယ်ကစီနေနေတာအဲ့ဒီဟာတွေကိုချိုးဖြတ်ဖို့အရေးကြီးတယ်အာမင်ဆိုတော့နံပါတ်1ဆယ်ပို့တပိုးကပိညာတရားအောက်မှာမရှိဘူးဆယ်ပို့တပိုးကပိညာတရားရဲ့အောက်မှာမရှိဘူးအာမင်ဆေပို့တဖို့ကိုပထမအုပ်ဆုံးပေးကမ်းတဲ့သူကဘယ်သူလဲအေဗြဟံဖြစ်တဲ့ကျမ်းစာတစ်ချက်လောက်ကြည့်အောင်ဆိုတော့ okay အဗြဟံမတော်ခင်မှာမာလခိကိုရင်သွားလိုက်မယ်နော်အားလုံးသဘောပေါက်ဖို့ဆိုတော့လူဒီဖျားသခင်ဥစ္စာတော်ကိုလူယူရပြီလောတိုးတော်လဲတင်တို့ဒီငါဥစ္စာကိုလူယူကြပြီအကျွန်တော်တို့ဒီအဘဲသူလူယူပါတတိဟုတင်တို့မေးလေဆယ်ဖို့တဖို့ကို၎င်းပူဇော်တကာတို့ကို၎င်းလူယူကြပြီတင်တို့ဒီချိန်ချင်းအမင်္ဂလာကိုခံရကြပြီတေချာမှတ်တာနော်အเจ้าမူကားပြည်သူပြည်သားအပေါင်းတို့ဒီငါဥစ္စာကိုလူယူကြပြီဆယ်ဖို့တဖို့ရှိသမျှတို့ကိုဘန္တာတိုက်ထဲသို့သွေးငါအိမ်တော်၌ စားဆရာရှိစီခြင်းကပြုတ်ကြလော့ငါဒီမိုးကောက်ကင်ပရိပကောက်ဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုံအစင်တွန်းလောင်းမီမတွန်းလောင်းမီကိုထိုတို့ဆုံဆန်းကြတော်ဟုကောင်းကင်ပူချီရှင်ထာဝရဘုရားမိန့်တော်မူငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကအဆုံဆန်းခံနိုင်တယ်ဒါမင်းကျန်တဲ့ကိစ္စမှာဆုံဆန်းလို့ပြောဒီကိစ္စမှာအဆုံဆန်းခံတယ်လို့ကျွန်တော်တို့ကျမ်းစာမှာတိကျပြောထားတယ်ဆိုတော့အဓိက point ကဘာလဲကျွန်တော် highlight လုပ်ထားတဲ့အရာဆယ်ဖို့တဖို့ကိုလည်းကောင်းပူဇော်တက်ကလို့ကောင်းလူယူကြပြီဆိုတော့ ဖျားသခင်ရဲ့အိမ်တော်ထဲကိုဆယ်ဖို့တဖို့ရှိသမျှကိုဘန္တာတိုက်တို့သွင်းကြလို့ဆိုတော့တချို့တွေကဒီကျန်းစာကိုအသုံးပြုပြီးတော့တင်းတို့ဆယ်ဖို့တဖို့မထည့်ဘူးဆိုရင်ဆယ်ဖို့တဖို့နဲ့လူပန္နာမထည့်လို့ရှင်ကြိမ်ချင်းခံရတဲ့သူတွေကျန်းစာလားကျန်းစာပဲဟိုမှာရေးထားတယ်တေးချတယ်နော်ကြိမ်ချင်း verse 9မှာတင်းတို့ဒီကြိမ်ကြိမ်ချင်းအမင်္ဂလာကိုခံရကြိုက်ဆိုတော့ဒီနေရာမှာဆယ်ဖို့တဖို့မထည့်ကြိမ်ချင်းအမင်္ဂလာခံကြမာလခိယဘက်မှာရှိတယ်ဓမ္မဟောင်းကျမ်းမှာရှိတယ် ဆိုတော့အဲ့ဒါကိုကြည့်ပြီးတော့လူတွေကပါလဲဆယ်ဖို့တဖို့မထက်နေတော့ဟိုဟာကျင့်ချင်းခါရမယ်။အော်ဒီတစ်ပတ်ဆယ်ဖို့တဖို့မထက်ပါဖြစ်လေ။အာနေရဒီပြဿနာဖြစ်တာဆယ်ဖို့တဖို့မထက်လို့ဒီဟာပြဿနာဖြစ်တာဆယ်ဖို့တဖို့မထက်လို့ကျွန်တော်တို့အသက်တာကကျွန်တော်တို့ကတခါလေးကျအဲ့လိုသူများကို judge လုပ်တတ်တယ်။အာမင်။အာမင်။ဆိုတော့ဆယ်ဖို့တဖို့ကကျင့်ချင်းအာမင်္ဂလာထဲမှာရှိတယ်။ဒါပေမဲ့တင်ကယုံကြည်သူတယောက်ကဲတင်ချင်းရပြီးတဲ့ယုံကြည်သူတယောက်ဆိုရင်တင်ဆယ်ဖို့တဖို့ထဲ့ထဲ့မထဲ့ထဲ့ ယေရှုခရစ်တော်ဖျားကတင့်ကိုကြိမ်ချင်းအမင်္ဂလာထဲနေကယ်ထုတ်ပြီးတော့ပြီဂလာတိ33မှာနော်ဂလာတိ33အာကျွန်တော်မှတ်ထားတယ်ဟီဘရူးအိုကေဂလာတိ33အောက်ဆုံးမှာရေးထားတယ်ထို့ကြောင့်ဖျားသခင်ကြီးကျွန်တော်အယုတ်ဖြောက်လိုက်မယ်โอเค ထို့ကြောင့်ဘုရားသခင်ရှိတော်၌ပိညာတရားအပြည့်အဘယ်သူမြဖြောင်းမတ်ရာသူမြောင်းနိုင်ဟုထင်ရှားလက်ရှိတစ်တိုင်၌ဆွဲချင်းခံရတော်သူတို့သည်ကြိမ်ချင်းကိုခံရတော်သူကျမ်းစာလာလေးနဲ့ယင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်ကြိမ်ချင်းကိုခံရတော်သူဖြစ်ငါတို့ကိုပိညာတရားဤကြိမ်ချင်းထဲမှရွေးနှုတ်တော်မူပြီးယေရှုခရစ်တော်ဘုရားကနော် ခုနပြောသလိုတေနှုတ်ဒီကြိမ်ချင်းခံရကြရင်ဆိုတော့ကြိမ်ချင်းခံရတယ်ဆိုတော့ပိညာတရားအောက်ထဲမှာရှိတဲ့သူကတော့ဟုတ်တယ်ဟုတ်တယ် ပညတ်တရားအောက်ထဲမှာဂျူးလိုမျိုးတွေပညတ်တရားအောက်ခေတ်ကာလမှာရှိတဲ့သူတွေကတော့ချိန်ချင်းကိုင်းတာမှတ်နဲ့ဒါပေမဲ့ကျွန်တော်တို့ကယေရှုခရစ်တော်ထဲမှာရှိတဲ့သူတွေအားလုံးကယေရှုခရစ်တော်ဖျက်ကပါလေချိန်ချင်းအမင်္ဂလာထဲကနေကျွန်တော်တို့ကိုရွေးနှုတ်ပြီးသွားပြီဖြစ်တယ်ကျွန်တော်တို့ကနော်ဂျူးလိုမျိုးတွေရဲ့မျိုးဆက်မဟုတ်ဘူးကျွန်တော်တို့ကအာဗြဟံရဲ့မျိုးဆက်တွေဖြစ်တယ်အာမင်ဆိုတော့အာဗြဟံအကြောင်းကိုကျွန်တော်တို့တစ်ချက်လောက်ဖတ်ရအောင်အာဗြဟံအကြောင်းဘယ်မှာတွေ့ရဆိုကပောက်ချခန်းကြီး၁၄ဆလေးမှာပါလဲဆိုတော့အာ ဗာစရှိကနေအာခေဒိုရာလောမာနဲ့သူ့ဖက်နိုင်နေတော့မင်းကြီးတို့ကိုလောက်ကြရမှာအာဗရာဟံပြန်လာတော့အခါတောတော်မင်းကြီးဒီခရီးဥကျူပြုတ်ချင်းကရှာဝေကြိုက်တီးဟူတော့မင်းကြီးကြိုက်တို့ထွက်သွား၏အမြင့်ဆုံးသောဖျားသခင်အီဂျစ်ပရိုဟိမင်းဖြစ်သောရှာလင်မင်းကြီးမီလ်ခိဇလက်ဒီလည်းမုတ်နဲ့စပြည့်ကိုဆောင်းခဲ့ပြီးလေကောင်းကင်မြေကြီးအမြင့်ဆုံးသောဖျားသခင်သည် အာဗြဟံကောင်းကြီးပေးတော်မူပါစေတော်ဟုအာဗြဟံကိုကောင်းကြီးပေးလေတင်းဤရန်သူတို့ကိုတင်းဤလက်နက်အပ်ပေးတော်မူသောအမြင့်ဆုံးသောဖျားသခင်သည်လည်းမင်္ဂလာရှိစေတည်းဟုမွတ်ဆို၏အာဗြဟံသည်လည်းဥစ္စာရှိသမျှတို့ကို ထိုမင်းအားဆယ်ပို့တဖို့လှူလေ၏တဲ့ဆိုတော့ဆယ်ပို့တဖို့နဲ့အလှူပတ်တာနော်ဆိုတော့ဒီဟာကဖတ်ချင်အဖြစ်အာဗြဟံကိုဘသူမှနော်နေဆယ်ပို့တဖို့မထဲနော်ဖျားသခင်နေကိုဒုက္ခရရမယ်နေချိန်ချစ်ခံရမယ်လို့ဘသူမှမပြောဘူးအာဗြဟံကပါလေ तू ရတဲ့အစွမ်းအစတွေဒီအရာတွေအားလုံးကိုကျေးဇူးတင်လွတ်လို့သူက excuse me သူကဘာလို့လဲဖះကိုဆယ်ပုတ်တပုတ်နဲ့လူပန်တာပေးတာဖြစ်တယ်ကျေးဇူးတိတက်တက်စင်းနဲ့ခုနကျွန်တော်တို့ဖတ်တော်လဲကြပိုက်เนาะမလှူဘဲမနေရဟိုတော့စိတ်နဲ့မတည်စေတနာစိတ်အတိုင်းလှူတယ်เนาะသူ့အထဲမှာသူ့အထဲမှာစန္ဒပြင်းပြလို့သူကမလခိစတဲ့ကိုပေးတာဖြစ်တယ်အာမင် ဘယ်သူမှသူ့ကိုတနတ်တဲ့ချိန်ပြီဟဲ့နင်ဆယ်ဖို့တဖို့ထည့်ရမယ်နင်ဒီဖျားကြောက်တဲ့တော့ဆယ်ဖို့တဖို့ထည့်ရမယ် no အာဗြဟံကိုဘယ်သူမှသူ့ကိုတနတ်တဲ့ချိန်ပြီတော့ဆယ်ဖို့တဖို့အတင်းထည့်ဖို့မပြောပါဘူးအာဗြဟံကသူစေတနာရှိလို့သူ့ဟာသူထည့်တာဖြစ်တယ်အဲ့ဒါကိုသဘောပေါက်သိချင်တယ်နောက်ပိုင်းမှာမှဖျားတခင်ကနော်မောရှိခက်လောက်လက်ထဲရောက်မှနော်ဘာလဲအဲ့ဒီဆယ်ဖို့တဖို့ကိုပြည့်ညက်တရားထဲမှာထည့်လိုက်တာဖြစ်တယ်အဲ့ဒါကြောင့်မယ်ခိဇဒက်အဲ့ မာလခိထဲမှာအဲ့လိုကြိမ်ချင်းအမင်္ဂလာလို့ရေးထားတာဖြစ်တယ်။အာဗြဟံကြတော့သူကထဲ့ချင်တဲ့စေတနာနဲ့ထဲ့တာဖြစ်တယ်။ဒါပေမဲ့ပိညတ်တရားထဲရောက်သွားတဲ့ခါကျတော့ပိညတ်တရားရဲ့အတိတ်ပဲကပါလဲ။တင်ကောင်းရင်ကျွန်တော်မစိုးပါ။ငါခိုင်းတဲ့ဟာကိုလုပ်မလုပ်ရင်နေပြဿနာတက်မယ်။အဲ့ဒါကြောင့်မလို့မာလခိကဘယ်လိုရေးထားလဲ။နေတို့မထဲ့ဘူးဆိုရင်နေတို့အမင်္ဂလာခံရမယ်လို့ကြိမ်ချင်းအမင်္ဂလာခံရမယ်လို့ပြောထားတာဖြစ်တယ်။သဘောပေါက်မယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်။အာမင် ဆိုတော့အာဆဲပုတ်တပုတ်ကိုပြန်มาပေးရမလဲနောက်မေးခွန်းတစ်ခုကဆဲပုတ်တပုတ်ပြန်มาပေးရမလဲဆိုတော့ဒီမှာအာကပ္ပဦးချန်းအာခုနပေါ်မှာဖတ်သွားတဲ့ဆဲပုတ်တို့လူတင်းတို့ဒီအကြောင်းမူကားပြည်သူပြည်သားဘာလို့ဆိုလို့ verse 10ကိုတစ်ချက်လောက်ကြည့်အောင်ဆဲပုတ်တပုတ်ရှိတဲ့မြောက်ဘန္တာတိုက်တဲ့ဆိုတွင်ရင်ငါအိမ်တော်၌ဆိုတော့အိမ်တော်၌ကိုတက်တဲ့ဖျားเจ้าမှာ ဆယ်ပို့တပို့ထည့်ရတယ်ဆယ်ပို့တပို့နဲ့အလှငွေဆိုတာဘယ်မှာထည့်ရလဲကျွန်တော်မကြောက်ဘယ်မှာထည့်ရလဲကိုတက်တဲ့ဖျားကြောင်းပါနော်ကိုကမက်ဒေါ်နယ်မှာနော်ထမင်းစားပြီးတော့ခေါက်ပေါင်မုတ်စားပြီးတော့အရှိကနော်ပီဇာဟုတ်မှာပတ်စံတော့ပေးလို့မရဘူးကိုနှုတ်ကပတ်တော်စားသုံးတဲ့အိမ်เนี่ยကိုရဲ့အိမ်တော်မှာစားเสียရှိစေခြင်းကအာမင်ကိုရဲ့ခန္ဓာစိတ်ဝိညာဉ် ကိုကြည့်ရှုစောင့်ရှောက်တဲ့အသင်းတော်တွေမှာနော်ကိုစက်ကပ်ပါဝင်တဲ့အသင်းတော်တွေမှာဘန်ဒါတော်ထဲမှာကျွန်တော်တို့ကဆယ်ဖို့တဖို့ပေးလှူရတာဖြစ်တယ်။အာမင်။ကျွန်တော်ဟေဘရုဟေဘရုအခန်းကြီးခုနှစ်မှာလည်းရေးထားတာရှိတယ်ဒါပေမဲ့ကျွန်တော်မဖတ်တော့ဒီနေ့တော့ဒါပေမဲ့အဲ့ဒါလေးကိုကျွန်တော် focus လုပ်ချင်တယ်။ဆယ်ဖို့တဖို့ပဲမှာထားရလို့ဆိုကိုနှုတ်ကပတ်တော်စားသုံးတဲ့ဖျားเจ้าကိုတက်တက်ဖျားเจ้าနော်ကိုမကြမ်းပါဘူးဆိုနေကမကောင်းရင်ကြည်ပေးတဲ့ဖျားเจ้าနှုတ်ကပတ်တော်တိုက်ကျွေးတဲ့เจ้าအဲ့ဒီဟာဒီမှာဆယ်ဖို့တဖို့နဲ့အလှူပဒါကိုထည့်ရတာဖြစ်တယ်။ accept accept เนาะတွင်းချက်တစ်ခုအနေနဲ့ဒီဓမ္မဟောင်းကျမ်းမာတော့ကအိမ်တော်ထဲမှာဆိုတော့ကသူတို့ကတစ်တီးတွေအသား၆တွေအစားအစရာတွေတိမ့်တဲ့နေရာဖြစ်တယ်တကယ် literary အစားအသောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဓမ္မတစ်မှာကျတော့ဘယ်လိုပါတာပြောဖျားเจ้าမှာเนาะအာဖျားเจ้าမှာကျွန်တော်တို့ကစားတောက်တွေတော့ထားဆရာမှမလို့တော့တာเนาะကျွန်တော်တို့တွေကပါဝါလေးအောင်စားနိုင်တယ်လေအပြင်းနေစားပြီးတွားလို့ရတယ်เนาะဘယ်သူမှဟို ဖះเจ้ามาก็กูปอดลักดาวลุษาနေจ่าดาเวဖះเจ้าก็กูจ้วยနေเสียမလို့လေအစားတောက်ရှိစေခြင်းကဆိုလိုရတဲ့ဘောက spiritual food ဝိငင်းရဖြစ်တယ်เนาะတချို့အတင်းတော်တွေကပါလဲဆိုတော့ဆရာတယောက်ပြောတာကြားတယ်နင်တို့ဆဲပို့တဖို့မထဲเนาะလူပနာမထဲနင်တို့เนาะတေးရင်တောင်လှည့်မကြည့်ဘူးဘာငယ်နဲ့ပြောကြတယ်เนาะကျွန်တော်အခုအမေရိကမှာဆိုရင်တေးရင်ဖះเจ้าကကြည့်เสียမလို့ကို insurance နဲ့ကိုရှိတယ်လူတိုင်းလူလူအာမင်အိမ်မှာတောင်ပေးမသေးဘူးဆေးရုံမှာပဲတည်ပြီးဆေးရုံမှာပဲရှင်းသွားတာဖြစ်တယ်เนาะ ဒါမဲ့ပြောချင်တာကဝိညာဉ်ရေးရာကိုစားသုံးတဲ့နေရာကိုတက်နေတဲ့ဖျားเจ้าကတော့ဝိညာဉ်ရေးရာမှာလည်းဘာမှခွန်အားမရဘူးဆရာမုံတောင်ပြောတဲ့စကားအရေးသဘောကျတယ်เนาะအဲ့ဒီမှာဒီဟာကနှစ်ဖက်သွားဖြစ်တယ်เนาะကိုဒီဖျားเจ้าမှာတော့ဝိညာဉ်ရေးရာခွန်အားမရဘူးဘာမှလည်းကောင်းကြည့်မရဘူးဆိုပြီးတော့အတင်းအုပ်ဆရာတွေတရားဟောတဲ့လူတွေပဲအတင်းတော်ကိုပဲပြစ်တင်မနေနဲ့ဆရာမုံတောင်ပြောတာနေဆယ်ဖို့တဖို့နဲ့အလှူငွေထည့်လာเนาะတော့တစ်နှစ်လောက်ပုံမှန်ထည့်ပါဝင်ကြည့် တင်ဆယ်ဖို့တဖို့တင်မျိုးစစ်ကျဲရင်တော့ပြန်စားရမလဲတင်ကောင်းကြီးမရတာကတင်အမျိုးစစ်မဆိုင်ထားလို့လေအဲ့ဒီတင်းတော်မှာအာမင်အဲ့ဒီတင်းတော်မှာတင်မျိုးစစ်ဆိုင်တယ်ဆိုရင်တော့အဲ့ဒီတင်းတော်ကဝင်ငားတဲ့နှုတ်ကပတ်တော်တင်းတတထဲမှာကောင်းကြီးဖြစ်လာမှာဖြစ်တယ်ဒါပေမဲ့တချို့အတင်းတော်တွေကြတော့နော်တကယ့်ကို negative ပြညက်တရားအကြောင်းပဲဟောပြီးတော့နော်လူတွေကိုဖိနှိပ်တဲ့တရားတွေဟောနေတယ်နော်လူတွေကိုကောင်းကြီးမဖြစ်စေဘူးသူရဲ့နှုတ်ကပတ်တော်တွေက အဲ့လိုမျိုးဖျားเจ้าမှာကြတော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒါဒါကကျွန်တော်ရဲ့ idea เนาะဒါနှုတ်ကပတ်တော်ထဲအထက်ဆာကျွန်တော်အာပန္နာဆိုတဲ့အစားတောက်နဲ့ပတ်သက်ဝိညာဉ်ရဲ့အစားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအိမ်တော်မှာစားဆရာရှိစေကဆိုတော့အဲ့ဒီစားဆရာဆိုနှုတ်ကပတ်တော်ကိုပြောတာဆိုတော့ကျွန်တော်ဒီ online မှာရှိတဲ့ကျွန်တော်ကျွန်တော်လူမျိုးလေးတခြားဆရာကြီးတွေ online မှာတရားဟောနေတဲ့ဆရာကြီးတွေเนาะဟိုသူတို့စီကနှုတ်ကပတ်တော်ကိုပုံမှန်စားသုံးတယ်ဆိုရင်เนาะတကယ်လို့ ကိုပါဝင်နေတဲ့အသင်းတော်ကတကယ့်ကို they did a bad job เนาะခုနပထမပြောသလိုကိုလည်းဆယ်ဖို့တပူလည်းနှစ်ချီလာမြတေချာဆက်ကတ်တယ်တစ္ဆာရှိရှိလည်းပါဝင်ပြီးတော့လုံးဝเนาะနှုတ်ကပတ်တော်ကဟိုပညာတရားပဲဟောနေတယ်အစင်မပြေဘူးဆိုတော့เนาะကိုကျွန်တော်အခုဒုတိယရွေးချယ်မှုကပါလေကိုကိုနှုတ်ကပတ်အစာကိုတေချာဘာလို့ဆိုစမ်းစာထဲမှာရေးတာအင်ဒေါ်နိုက်စားစရာ ရှိစေခြင်းကကိုကိုနှုတ်ကပတ်တော်ကိုစားကြွေးတဲ့သူတွေစီကိုဆယ်ဖို့တပူပေးခွင့်ရှိပါတယ် လို့ကျွန်တော်လုံးဝခံယူတယ်ဒါကျွန်တော်ရဲ့ယုံကြည်ချက်ဖြစ်တယ်ဒါပေမဲ့ number 1ဟာအဲကျွန်တော်အဲ့လိုပြောလို့နော်ဟာကိုနော်တော့ excuse me ကိုနော်တော့ပြောတယ်နော်ဒီဆရာတရားငါငါရဲ့တင်းအုပ်ဆရာတရားဟောတာမကောင်းလို့နော်တရားဟောတာငါခွန်အားမရလို့ဒီဖျားเจ้าကဆယ်ဖို့တော့မထဲတော့ငါငါရဲ့ရွာမှာရှိတဲ့ဖျားเจ้าမှာဆယ်ဖို့တော့ no 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 ကျွန်တော်အဲ့လိုမပြောဘူးနော်ကျွန်တော်ပြောတာကပါလေဆယ်ဖို့တော့ထဲကြည့် second piece power နော်နှုတ်ကပတ်တော်ကိုနားထောင် တနစ်လောက်နေမှာမှနစ်ရှီလာများလုတ်တဲ့ခါမှာမှခွန်အားလုံးဝမဖြစ်ဘူးအဲ့ဒီတင်းတော်ကလည်းပြည့်ညက်တရားအကြောင်းပဲဟောနေတယ်ကိုယ်အသက်တာထဲမှာလည်းဘာကောင်းကြီးမှလည်းမတွေ့ရဘူးဆိုတော့အဲ့ဒီအချိန်ကြမှာပဲပြောင်းဖို့ကျွန်တော်ပြောတာဖြစ်တယ်အာမင်အရေးကြီးဆုံးကတော့နံပါတ်1ကပါ priority ကပါလေကိုပါဝင်တဲ့အသင်းတော်မှာဆယ်ဖို့တဖို့နဲ့အလှူပါနာထည့်ရမယ်အဲ့ဒါကနံပါတ်1 priority ဖြစ်တယ်တဘောပေါက်တယ်နော်ရှုပ်သွားလားရှုပ်သွားပြန်နာထောင်အာမင်ဟုတ်ပြီနော်ဆိုတော့ကိုပါဝင်တဲ့အသင်းတော်မှာကိုကဆယ်ဖို့တဖို့နဲ့အလှူပါနာထည့်ရမယ် တကယ်လို့ကိုပါဝင်တဲ့အသင်းတော်ကနော်နှစ်ရှည်လများပါဝင် ပြီးတော့မှ they did a bad job ဆိုရင်တော့ကိုကို online ကနေဖြစ်ဖြစ်နော် YouTube ကနေပဲဖြစ်ဖြစ်ကိုနားထောင်နေတဲ့ဆရာတွေစီကိုကောင်းကြီးဖြောင်လို့နှုတ်ကပတ်တော့အစဲပို့တဖို့ကိုပေးခွင့်ရှိတယ်။ဘာလို့ဆိုတော့တို့တို့ basically တို့တို့ကဘာလဲအာနှုတ်ကပတ်အစာကိုနော်အိမ်တော်မှာစားဆရာနော်စားဆရာကြက်တိုက်ကျွေးတဲ့သူဖြစ်တယ်။အာမင်ဒါမဲ့တခုပြောပြမယ်။ အဲ့ဒီ online မှာကိုကြည့်ရှုနားထောင်နေတဲ့ဆရာတွေကတော့ကိုနေမကောင်းဖြစ်တဲ့ခါကျလာကြည့်နိုင်မှာမဟုတ်ဘူး။เนาะတကယ်လို့နားရေးကိစ္စတွေဆိုတော့အိမ်မှာလာကြည့်နိုင်မှာမဟုတ်ဘူး။ကိုကိုရဲ့တင်းအုပ်ဆရာတွေကပဲကိုကိုလာကြည့်မှာဖြစ်တယ်။ဟုတ်ပြီเนาะအဲ့ဒါကိုလည်းတေချာလေးသိစေချင်တယ်။နားလည်းသဘောပေါက်စေချင်တယ်။အာမင်။ကိုကို take care လုပ်တဲ့အသင်းတော်စီမှာအဓိကနံပါတ်1ဦးစားပေးဖို့အဲ့ဒါကိုကျွန်တော်ပြောပြချင်တယ်။ဟုတ်ပြီเนาะဆိုတော့ Okay ပါကြောင်းပါကြံသေးလေ။ဆိုတော့ အဆယ်ဖို့တဖို့နဲ့အလှူပတ်တာဆိုတော့တချို့တွေကျတော့ဆယ်ဖို့တဖို့လို့ပြောခါနံပါတ်3ချက်အနေနဲ့ဆယ်ဖို့တဖို့လို့ပြောတဲ့ခါကျရင်နော်ဟိုကိုတထောင်ရရင်10နော်ဒါပေမဲ့ကျန်းစာထဲမှာတချို့တွေကအဲ့လိုကြိမ်ချင်းခါရမယ်လို့ပြောတယ်ဆဲဖို့ဒါပေမဲ့ခုနကျွန်တော်ပထမဖတ်သွားတဲ့ကျန်းစာထဲမှာဆဲဖို့တဖို့ပဲတခုပဲလို့ပြောတာမဟုတ်ကျွန်တော်ပြမယ်ပြမယ်ဆဲ highlight လုပ်ထားတဲ့ဆဲဖို့တဖို့ကို၎င်းပူဇော်တက်ကဆူလိုရကပါလဲအလှူပတ်တာအလှူငွေ့ ဆိုတော့ကျွန်တော်တော့မတွတ်တမတွတ်ဘူးဒါပေမဲ့တချို့ဆရာတွေတွတ်တာเนาะဒါတွတ်တာဆယ်ပို့တပို့ကတော့ဟုတ်ပါပြီတထောင်ရ30ထားလိုက်တော့အလူပန္တာဆိုတာကပါလေเนาะဆယ်ပို့တပို့မှာမဟုတ်ဘူးအလူပန္တာဆိုတာကပါဖျားတခင်ကိုတမဟောင်းကျန်းထဲမှာတော့သူတို့ရစ်တွေပူစောရတယ်အပြစ်လောက်ရင်အပြစ်ရစ်ပူစောရတယ်เนาะဟိုအတီးအနာနေဖြစ်ဖြစ်ဟိုအကောင့်တွေเนาะကျွန်တော်တို့ဒီကျန်းစာထဲမှာလေ့လာရင်အကောင့်တွေအာရစ်ပူစောရတယ်ပူစောတက်ကြတယ်ဆိုတော့ သူတို့ပြောတာကเนาะအ ਨੇ ဆုံး10ဖို့တဖို့နဲ့ပူဇော်တက္ကာနဲ့ပေါင်းလိုက်ရင်အ ਨੇ ဆုံး33ရာခိုင်နှုန်းလောက်ရှိတယ်တဲ့လူတယောက်ရဲ့ income เนาะလူတယောက်ရဲ့ income ရဲ့သူတို့ရရှိတဲ့ဝင်ငွေရဲ့33ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတော့အဲ့လိုမျိုးဆယ်ဖို့တဖို့မပေးဘူးဟိုအလှပန်းတာဆယ်ဖို့တဖို့မထည့်ငါချိန်ချင်းခိုင်ရမယ်ဆိုတော့အသွေးခေါ်ရှိတဲ့သူတွေဆယ်ဖို့တဖို့တခုတည်းကိုပြောတာမဟုတ်ဆယ်ဖို့တဖို့တော်လကောက်အလှပန်းတာကိုလည်းထည့်ပြောထားတယ် ဆိုတော့တွက်ချက်တဲ့သူက33ရာခိုင်နှုန်းလောက်ရှိတယ်။ဆိုလိုတာကဘာလဲ။တင်30ရရင်33ချက်ကဖျားချောင်းကိုပေးရမယ်။တင်တကယ်လို့စဲပို့တဖို့မထဲငါ့ကိုဖျားကကြိမ်မယ်အဲ့လိုခံယူချက်ရှိတဲ့သူဆိုရင်ကျွန်တော်ပြောပြချင်တာ။တင်အတိအကျလောက်ချင်တယ်ဆိုရင်အာမင်။ဒါမဲ့ခုနပထမဆုံးပြောသလိုစဲပို့တဖို့နော်အလှဘန္တာကိုစိတ်စေတနာရှိတဲ့လောက်ထဲ့ဖို့ဖြစ်တယ်။ တချို့ဆရာကြီးတွေဆိုကျွန်တော်သိတဲ့ဟိုနော်ဖျားသခင်အသုံးပြတဲ့ဆရာကြီးတွေတော်တော်များများဆယ်ဖို့တဖို့မကောက်ဆယ်ဖို့တဖို့သုံးဖို့လေးဖို့ငါးဖို့ထဲ့ကြတယ်သူတို့တွေကဘာကြောင့်လဲစေတနာရှိတာကိုနိုင်ငံတော်ထက်မှာပါဝင်ချင်တာကိုအဲ့ဒါကြောင့်စေတနာစိတ်နဲ့ပေးလို့တော်သူကိုဖျားသခင်စိတ်နှလုံးနဲ့တို့ထီတယ်တဲ့အာမင်အဲ့တော့ဆယ်ဖို့တဖို့ကြောင့်ကျွန်တော်ဘယ်မှာထည့်ရမလဲဘယ်လိုထည့်ရမလဲကျွန်တော်ပြောပြသွားပြီအခုတတိယနောက်ဆုံးကတော့ပါလေဆယ်ဖို့တခုနဲ့အလူပန္တာเนาะ33ရာခိုင်နှုန်းလောက်ရှိတယ်အတိအကျတွက်ချင်တယ်ဆိုရင် ဆိုတော့တင်ကဆယ်ဖို့တဖို့မထည့်ဘူးငါကြိတ်ချင်းခံရမယ်လို့တွက်ချင်ဆို33ရာခိုင်နှုန်းလောက်ရှိတယ်ဒီထက်တိစိတ်တိချင်းစပီကောကိုလေ့လာကြည့်ပါအာမင်ကျမ်းစာထဲမှာလေ့လာကြည့်ပါဆိုတော့ပြောချင်တာ point ကပါလဲဆိုတော့အဲ့လိုမျိုးအသေးစိတ်ကြည့်ပေးပေးဖို့ဒီလိုဒီလိုလုပ်ဖို့ထက်ဆိုင်ရင်အရေးကြီးတာကဟုတ်တယ်ဆယ်ဖို့တဖို့ကိုတတ်နိုင်တယ်လို့ထည့်မယ်စေရနာစိတ်နဲ့ထည့်မယ်အာမင်ပြေဖျားတကံလဲကိုကိုကတိပေးထားတယ်။ကောင်းကြီးပေးမယ်ဆိုတာဖျားတကံပြောထားပြီးသားဖြစ်တယ်။အာမင် ကိုကစေရနာစိတ်နဲ့ထဲ့တယ်ကိုပါဝင်တယ်ဆိုတော့နော်ကျန်းစာထဲမှာပြောထားပါတယ်နော်သူတစ်ပါးကိုရေလောင်းတော်သူကကိုတိုင်းရေလောင်းခြင်းကိုခံရမယ်စင်းရဲတော်သူကိုပေးကန်းတော်သူကထာဝရဘုရားကိုချီးငါတော်သူဖြစ်တယ်ပေးကန်းခြင်းနဲ့ပတ်သက်တော့မှားတာတခုမှမရှိပါဘူးနော်အကုန်ကောင်းပါတယ်ဘုရားသခင်ကောင်းကြီးပေးမှာတိတ်ချပါတယ်ဒါပေမဲ့စေတနာမပါဘဲနဲ့เนาะဘုရားသခင်ကိုနိုင်ငံတော်ထဲကိုပါဝင်တဲ့ခါကျရင်တော့ဘုရားသခင်ရဲ့နှစ်သက်ခြင်းမခံရဘူးအာမင် နိကောရှိနိကောကိုကိုမှာရေးထားတယ်အာမင်ဆိုတော့ဒီကနေ့ဆယ်ဖို့တပို့အကြောင်းကိုကျွန်တော်အဲ့လိုအဲ့ဒါလေး sharing လုပ်လိုက်ခြင်းနဲ့နံပါတ်1ကပါလဲစေရနာပါရမယ်နော် space ခြင်းနဲ့စိတ်မလူဘဲမနေရလောက်ရမယ်ဆိုတော့အတွေးမဟုတ်ဘူးနံပါတ်2ကပါလဲဆယ်ဖို့တပို့ကိုကိုတက်တဲ့ဖျားเจ้าမှာအဓိကနံပါတ်1ဦးစားပေးရမယ်ကိုတက်တဲ့ဖျားเจ้าကနောက်ဆုံးအာတော်တော်လေးဟိုက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 ိုထက်ခဲမလုပ်နိုင်ဘူးဆိုရင်တော့ ိုနှုတ်ကပတ်စားတုံးတဲ့စူစီကိုပေးနိုင်ပဲဒါပေမဲ့ priority ကတော့ဗာလဲကိုစားတဲ့နှုတ်ကပတ်တော့စားတုံးတဲ့ကိုကိုကြည့်ရှုပြုဆိုမဲ့အတင်းတော့နံပါတ်3အနေနဲ့ဆယ်ဖို့တဖို့တင်မကဘူးเนาะအလှူပန္တာလည်းပါသေးတယ်ဆိုတော့အဲ့ဒါအဲ့ဒီဟာတုံးခုစဉ်းစားစရာတခုเนาะဒါပေမဲ့အချင်းချုပ်ကတော့ဗာလဲကိုကိုဖျားတခင်ကိုထဲ့နိုင်တလို့ကိုထဲ့ချင်တလို့ကိုဖျားတခင်စိတ်ထဲမှာစေရနာရှိလို့ဖျားတခင်ကကိုကောင်းကြီးပေးလို့ဂျေဇုတင်နေဆိုတော့စိတ်နဲ့ ပေးကတဲ့အရာကိုဘုရားသခင်အရာနှစ်သက်တာဖြစ်တယ်เนาะအဲ့ဒါကို sharing လုပ်လိုက်ပါတယ်ကောင်းကြီးခံစားရမယ်လို့လုံးဝယုံကြည်ပါတယ်ဘုရားသခင်ကောင်းကြီးပေးပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်